Chinese manufacturing warehouse TikTok. Now you know China made everything. တော်မှာတောင်လျှောက်တက်လာတဲ့တရုတ်ရဲ့ DVD တွေကြောင့်မလို့အနောက်နိုင်ငံတော်တော်များများကို short ဖြစ်သွားစေခဲ့ပါတယ်။ This jacket for nearly 100 dollars. This bag from our factory only cost you 1 pound of USD. မိတ်ဆွေရောင်းနေတဲ့နေရာရဲ့ပတ်ပတ်လေကိုတစ်ချက်လောက်ဝေးကြည့်လိုက်ပြီးတရုတ်ထုတ်ပစ္စည်းအမျိုးအစားတွေကိုရေတွက်ကြည့်လိုက်ကြရအောင်။အ ਨੇ ဆုံးတစ်ခုကနေအကုန်လုံးကတရုတ်ထုတ်တွေဖြစ်နေရမျိုးတိရှိနိုင်ပါတယ်။ ခလေးကစားစရာအယုတ်ကော်ဖီခွက် စာအုပ်ဖုန်းနဲ့အဝတ်အစားတွေကအစားအားလုံးတရုတ်ရဲ့လက်ကနေกินတဲ့ပစ္စည်းဆိုတာမရှိတလောက်ကိုရှားပါတယ်။ဒါဆိုရင်ဘာကြောင့်တရုတ်ပစ္စည်းတွေကနေရာတိုင်းမှာရှိနေရတာလဲ။ပြီးတော့တရုတ်ဆက်တရက်ဆုပ်ဆိုတာအတိတ်မှာကြံနေခဲ့ပြီလားဆိုတာကိုကျွန်မနဲ့တူတူကြည့်လိုက်ကြရအောင်။ပြီးခဲ့တဲ့ April 2ရက်နေ့က Trump ရဲ့အကောက်ခွန်ထုတ်ပြန်ချက်ကြောင့်ပြည်သူတွေအားလုံးပန်းနေဖြစ်ပြီးတော့ ပစ္စည်းတွေကိုအများအပြားဝယ်စုထားတာမျိုးတွေပြီးတော့ iPhone တွေကိုလေရင်၅စီးအပြည့်ပြန်သေးလာတာစားရခရက်တွေအများကြီးဖြစ်ခဲ့ပါတယ်ဒီလိုဖြစ်ပျက်တွေထဲမှာဇိမ်ခံပစ္စည်းကံမီတွေပေါ်ကိုလည်းစိုးချိုးတွေအများကြီးတက်ရောက်ခဲ့ပါတယ်တရုတ်ကုန်တဲ့တော်တော်ကားရဲ့ပြောပုံအရဆိုရင် Nike, Gucci, Louis Vuitton, Timberland, MS နဲ့ Lululemon စားရကံမီတွေကလည်းတရုတ်မှာဈေးတက်တက်တာနဲ့ထုတ်ပြီးတော့မှသူတို့ရဲ့ logo ကိုတက်ပြီးတော့အမျက်အများကြီးတင်ပြီးရောင်းနေဆိုတဲ့ဗီဒီယိုတွေလည်းပါပါတယ် ဒီလိုအဖြစ်အပျက်တွေကိုလူလူလီမွန်ဘိုင်ကင်စတောနဲ့အေဗီကံမြူတွေကပြန်လည်ဖြည့်ရှင်းထားပြီးမြင်လူတွေကတရုတ်တတော်ကားတွေပြောနေတာကိုပဲယုံကြည်နေကြတာပါဒါဆိုရင်ဒီလိုကိစ္စတွေရဲ့နောက်ွယ်မှာဘလို့အချက်တွေရှိနေကြအောင်မလဲပြီးတော့တတော်ကားတွေပြောသလိုမျိုးတကယ်ရောဖြစ်နေပြီလားပထမဆုံးတရုတ်နိုင်ငံဆိုတာကကမ္ဘာပေါ်မှာအကြီးမားဆုံးကုန်ထုတ်နိုင်ငံတစ်ခုဖြစ်ပြီးတော့ CEPIA ကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရလည်းတရုတ်နိုင်ငံကပြီးခဲ့တဲ့2023ခုနှစ်မှာကမ္ဘာကုန်ချုပ်လုပ်ငန်းရဲ့35ရာခိုင်နှုန်းကိုအုပ်စိုးထားပါတယ်။ဖုန်းအဝတ်ထည်၊ကားကားအစား၊ပရိဘောကအတင်စားအစားအစား၊နဖာကြီးကလော်ရန်ကအစောတရုတ်နဲ့လွတ်ကင်းတဲ့ပစ္စည်းဆိုတာမရှိပါဘူး။ဒီနေရာမှာတစ်ခုထူးခြားတာကတရုတ်နိုင်ငံရဲ့တစ်နှစ်အတွင်းထုတ်တဲ့ကုန်ပစ္စည်းတန်ဖိုးကအမေရိကန်၊ဥရောပနဲ့ဂျပန်သုံးနိုင်ငံပေါင်းထုတ်ကုန်ထက်ကိုပိုပြီးတော့မှများပါသေးတယ်။ ပြီးခဲ့တဲ့2023ခုနှစ်ကလည်းတရုတ်နိုင်ငံရဲ့ကုန်ထုတ်ပစ္စည်းတွေကနေပြီးတော့မှရှားတဲ့ဝင်ငွေကအမေရိကန်ဒေါ်လာ4.66 trillion ကိုကျော်ပါသေးတယ်။ trillion ဆိုတာက1ရက်နောက်မှာ3.7လုံးထိရှိတာပါ။ကျွန်တော်ရဲ့မြန်မာနိုင်ငံမှာတော့မှ trillion အတွက်အခေါ်ဝေါ်မရှိသေးပါဘူး။ဒါကတော်တော်လေးကိုများတဲ့ငွေကြေးပမာဏလို့ဆိုရမှာပါ။ဆိုတော့ဒီလောက်များတဲ့ငွေတွေကိုနှစ်စဉ်ရနေတဲ့တရုတ်နိုင်ငံရဲ့ကုန်ထုတ်ကဏ္ဍကဘလောက်တောင်မှကြီးမလဲဆိုတာကိုတစ်ချက်လောက်စူးစမ်းကြည့်ကြရအောင် တရုတ်နိုင်ငံကပြည်နယ်ပေါင်း34ခုနဲ့ဖွဲ့စည်းထားပြီးတော့မှပြည်နယ်တစ်ခုချင်းစီတိုင်းကတရုတ်ကွန်မြူနီအစိုးရရဲ့လက်အောက်မှာရှိနေရပါတရုတ်နိုင်ငံကပြည်နယ်တွေနဲ့တခြားနိုင်ငံကပြည်နယ်တွေနဲ့ကဘာတွေများကွာခြားသွားလဲဆိုလို့ရှိရင်တရုတ်နိုင်ငံရဲ့ပြည်နယ်တွေမှာရှိတဲ့စက်ယုံတွေပါပဲကွမ်တုံးပြည်နယ်မှာရှိတဲ့ရှန်ကျန်၊ကွမ်ဂျိုနဲ့တုံးကွန်မြို့တွေမှာဆိုရင်ဤပညာပြည်နယ်လို့တောင်ပြောကြပါတယ်အီလက်ထရောနစ်ကင်မရီတွေဖြစ်တဲ့ Huawei နဲ့ Foxconn တို့ရုံးဆိုင်တဲ့နေရာဖြစ်တဲ့အပြင်ကိုဟောင်ကောင်နဲ့နီးတဲ့အတွက်ကြောင့်မလို့ ကုန်သယ်ရေးအတွက်အဓိကထားရတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ဟဲနဲ့ပြည်နယ်မှာရှိတဲ့ကြံကျိုးမျိုးက iPhone မျိုးတော်လိုတောင်မှစိုးရမှာပါ။ဘာလို့လဲဆိုတော့အလုံသမားပေါင်း3သိန်း5000ကျော်နဲ့ iPhone အလုံးပေါင်း5သိန်းလောက်ကိုနေ့စဉ်နဲ့မျှထုတ်ပေးနေလို့ပါပဲ။ကမ္ဘာမှာရှိတဲ့ iPhone တွေရဲ့တဝက်လောက်ကကြံကျိုးမျိုးကနေထွက်ပြီးတော့တကမ္ဘာလုံးကိုဖြန့်ချိပေးနေတာပါ။ဒါအပြင်ကိုဟဲနဲ့ပြည်နယ်ကစားတောက်ထုတ်ကုန်တွေကလည်းနာမည်ကြီးပြီးတော့မှစိုက်ပျိုးရေးအတွက်လည်းအဓိကအားထားရတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ကျဲကျံပြင်းတဲ့ကလည်းကဘာပေါ်မှာအကြီးဆုံးလက်ကားရောင်းတဲ့ဂုံတိုက်ကြီးတွေရှိပြီးတော့ SMB စီးပွားရေးသမားတွေရဲ့အားချရာပြင်းတဲ့တစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီပြင်းတဲ့မှာဆိုရင် ခလေးကစားစရာကအစပန်းပင်တူတွေအဝိထဲတွေလဝိလက်စားတွေအိမ်သုံးကုန်တွေအစုံအားလုံးရှိတဲ့ရီဝူးဈေးဂုံတိုက်ကြီးတွေရှိနေပါတယ်။အလီပပါလိုမျိုးကံပဏီတော်မှာရုံးချုပ်ကိုကျဲကျံမှာဖွင့်ရတဲ့အခြေအနေကြီးအောင်ကိုဒီပြင်းတဲ့ကထုတ်ကုန်ရဲ့အရေးတို့ကတော်တော်လေးကိုကောင်းပါတယ်။ ကဘာမှာရှိရဲ့ laptop တွေရဲ့၃ပုံ၃ပုံလောက်ကိုထုတ်လုပ်ပေးနေတဲ့တရုတ်မျိုးတစ်ခုကိုမိတ်ဆွေတို့သိကြရတာ HP SR Asus နဲ့ Lenovo တွေမှာပါတဲ့အစိပ်ပိုင်းတွေကိုတက်စင်ထုတ်လုပ်တဲ့မျိုးကတော့ Cyber City မျိုးတော့ခြုံချင်းပါပဲသူကရှန်ဟိုင်းနဲ့ပေကျင်းတို့လောက်တော့မထင်ရှားပေမဲ့တနစ်ကိုကားစီးရင်နှစ်သက်မှ၃တန်းလောက်ထိထွက်တဲ့မျိုးလည်းဖြစ်ပါတယ်အလီဘာဘာရဲ့ data အချက်အလက်စင်တာကိုခြုံချင်းမျိုးမှာထားကြဲကွာဒီမျိုးရဲ့တိုးတက်မှုကိုသိနိုင်မှာပါ ခြုံချင်းမျိုးအကြောင်းကိုပြောရင်ကျမတို့အားလုံးအမြဲစောင့်ကြည့်ရတဲ့ AC ဆိုင်းကတော့မပါမဖြစ်ပါပဲ။သူရဲ့ထူးခြားတဲ့ marketing စွမ်းရည်နဲ့ဟာသညံကိုပေါင်းဆက်ပြီးတော့မှတက်တော့မှအောင်မြင်လာတော့မကြသေးပါဘူး။သူတို့ရဲ့ company ကလည်းခြုံချင်းမျိုးမှာပဲရှိတာပါ။ပြီးခဲ့တဲ့ April 2ရက်နေ့ကဆိုရင် iShow Speed ကိုယ်တိုင်ခြုံချင်းမျိုးကိုသွားခဲ့ပြီးတော့မျိုးရဲ့ခင့်မိနေတဲ့ဤပညာတွေနဲ့လမ်းမှန်ဆက်သွယ်ရေးအကြောင်းတွေကိုမိတ်ဆက်ခဲ့တဲ့အပြင်ကို AC Sign Video တွေရဲ့ပဲကန်ရှင်နဲ့လည်းဆုံခဲ့ကြပါသေးတယ်။ဒီလိုမျိုးတွေ့တက်နေတဲ့ခြုံချင်းမျိုးရဲ့အကြောင်းကိုသိကျင်နေဆိုရင်တော့ မတို့ရဲ့ရွှေနှုတ် YouTube channel မှာရှိတဲ့ခေရှိပြေနီးပညာတွေနဲ့တိုးတက်နေတဲ့ခြုံချင်းမျိုးဆိုတဲ့ဗီဒီယိုကိုကြားကြည့်လို့ရပါတယ်။ရှန်ဟိုင်းမျိုးဆိုတာကကမ္ဘာကုန်သွယ်ရေးနဲ့စီးပွားရေးအချက်အချာမျိုးလိုဖြစ်နေတဲ့အတွက်မလို့တီးတန့်ခွဲထားရတဲ့အထိကိုတော့မှအင်အားကြီးပါတယ်။မြင်သာအောင်ပြောပြရမယ်ဆိုရင်ရှန်ဟိုင်းဆိုတာကရန်ကုန်မျိုးလိုမျိုးစီးပွားရေးမျိုးတော်တစ်ခုပါ။ကာထုတ်လုပ်တဆင့်တဲ့စက်ရုံတွေနဲ့ဓာတ်ရုပ်ဆေးဝါးစက်ရုံတွေအများကြီးရှိပြီးတော့နိုင်ငံသားရှင်နှီးမြုံနှံမှုတွေအစားပြုတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်စီးပွားရေးမှာလည်းတောင့်တင်းပါတယ်။ တက်စလာရဲ့ကားကမ္ဘီထိုးလုံတက်စင်တဲ့စက်ရုံကရှန်ဟိုင်းမြို့မှာရှိတဲ့အပြင်ကိုပင်လယ်ကမ်းနှဘေးမှာတည်ရှိနေရပါပြည်ပတင်မိုးကုန်တွေနဲ့ပြည်ရင်းကိုတင်တွင်းတဲ့ကုန်တွေကိုကုန်တင်ကုန်ချလုံနေတဲ့ရှန်ဟိုင်းစိတ်ကမ်းကလည်းကမ္ဘာပေါ်မှာအလုံးရှုပ်ဆုံးစိတ်ကမ်းတစ်ခုပါပဲမြို့တော်ပေကျင်းဆိုရင်တော့ဘလောက်တောင်တိုးတက်မလဲဆိုတာကိုမိတ်ဆွေတို့ခံမှန်းကြည့်လို့ရနိုင်ပါပါမြို့တော်ဖြစ်တာနဲ့အညီကိုအမေရိကန်နိုင်ငံရဲ့ဝါရှင်တန်လိုမျိုးအစိုးရရုံးတွေကြီးပဲတည်ထောင်ဆိုင်တဲ့မြို့တော်မဟုတ်ပါဘူး ုသေသနာစင်တာတွေခရှိပြေးနေတဲ့နှီးပညာတွေနဲ့တီထွင်ဖန်တီးမှုအသစ်တွေအများကြီးနဲ့စက်ရုံတွေရှိရမျိုးကတော့ပေးခြင်းပါပဲ။လေရင်စက်ရုံ၊ကားစက်ရုံတွေနဲ့သုသေသနာစင်တာတွေအပြင်ကိုနောက်ထပ်ထင်ရှားတဲ့ကုန်ပစ္စည်းတစ်ခုကတော့စေဝါစက်ရုံတွေပါပဲ။ဒီလိုမျိုးပြည်နယ်တွေအပြင်ကိုတခြားပြည်နယ်တွေလည်းအများကြီးရှိနေပြီးတော့တရုတ်နိုင်ငံရဲ့ကုန်ထုတ်လုပ်ငန်းကိုအဓိကမောင်းနှင်ပေးနေတာပါ။ဒါဆိုရင်တရုတ်နိုင်ငံကိုဘာလို့ကမ္ဘာအနေနဲ့အရရက်ကကမ်ပဏီတွေကလာပြီးတော့မှကမ်ပဏီတွေစောက်ကြတာလဲ ။ဆိုတော့အဖေကတော့အများကြီးရှိပါတယ်။အလို့သမားကတတ်တာတဲ့အချက်၊ကျွမ်းကျင်လောက်သားများတဲ့အချက်၊ခင်မင်ဆက်ကရိယာတွေနဲ့လမ်းမှန်ဆက်သွယ်ရေးလွယ်ကူတဲ့အချက်၊လွယ်တဲ့ကုန်ကျန်းပစ္စည်းတွေကိုအလွယ်တကူရနိုင်တဲ့အချက်အပြင်အစိုးရရဲ့နောက်ွယ်ကထောက်ပံ့မှုကလည်းရှိနေသေးတဲ့အတွက်ကြောင့်မလို့နိုင်ငံသားယင်းနှမြုံနံသူတွေကိုဆွဲဆောင်ထားနိုင်တာပါ။ဒီလိုမျိုးအချက်တွေကြောင့်မလို့ကျမတို့တွေကလည်းတရုတ်ပစ္စည်းတွေနဲ့ကင်းကွာလို့မရခဲ့တာပါ။ ပြီးခဲ့တဲ့2024ခုနှစ်တနှစ်ထဲမှာတင်ကိုအမေရိကန်နိုင်ငံကတရုတ်နိုင်ငံကနေပြီးတော့မှဖုန်းအယုတ်တွေနဲ့တခြားပစ္စည်းအမျိုးစုံအလုံးပေါင်း439ဘီလီယံကျော်အထိကိုမှာယူခဲ့ရပါတယ်။ဒါအပြင်ကိုစိန်ခံပစ္စည်းတွေဖြစ်တဲ့ Prada, Nike, Timberland, Apple စတဲ့ကုမ္ပဏီတွေကအစားလိုအပ်တဲ့ကုန်စည်ရဲ့80ရာခိုင်နှုန်းလောက်ကိုတရုတ်နိုင်ငံမှာထုတ်လုပ်ပြီးမှပြန်ရောင်းချတာပါ။ TikTok ကပြောထားတဲ့ဗီဒီယိုတွေထဲမှာဆိုရင် Gucci 8တွေကအစအဆုံးကိုတရုတ်နိုင်ငံမှာချုပ်ပြီးတော့ နောက်ဆုံးဒစိမ့်တက်တော့မှသာအီတလီနိုင်ငံမှာတက်တယ်ဆိုပြီးတော့မှပြောကြပါသေးတယ်။ဒီလိုမျိုးတရုတ်နိုင်ငံရဲ့ကုန်ထုတ်လုပ်ငန်းတွေအားလုံးရဲ့အောက်ခြေခိုင်မခိုင်ဆိုတဲ့အချက်ကိုကောင်းကောင်းသိရဖို့အတွက်ထရန့်ကစိန်ခေါ်လိုက်တဲ့အကြောင်းကိုတော့အားလုံးကသိပြီးသားဖြစ်မှာပါ။ကုန်ပစ္စည်းတစ်ခုကို145ရာခိုင်နှုန်းအခွန်တိုးကောက်မယ်ဆိုပြီးတော့လှုပ်လိုက်တာကတရုတ်ရဲ့အရှိုက်ကိုဒဲထိုးလိုက်တော့အောင်ဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့2024ခုနှစ်တနှစ်ထဲမှာပဲတရုတ်နိုင်ငံကနေပြီးတော့ခလေးကစားစရာစေဝါပစ္စည်းတွေနဲ့ ညီပညာဆက်ကရိယာစတဲ့အမေရိကန်ရဲ့ဝယ်ယူမှုစုစုပေါင်းတန်ဖိုးက438.6ဘီလီယံရှိပြီးတော့တရုတ်နိုင်ငံကအမေရိကန်နိုင်ငံကနေပြန်ပြီးတော့မှဝယ်တဲ့ပစ္စည်းတွေရဲ့စုစုပေါင်းတန်ဖိုးက143ဘီလီယံပဲရှိပါတယ်။အမေရိကန်ရဲ့နိုင်ငံသားကုန်ဝယ်ယူမှုပုံငွေပြနေတဲ့အတွက်ကြောင့်မလို့အခွန်တိုးောက်တယ်ဆိုပြီးတော့မှပြောနေကြပေမဲ့ဒီလိုအခွန်တိုးပြီးောက်တဲ့နောက်ပိုင်းမှာပဲတရုတ်နိုင်ငံမှာရှိတဲ့ရီဝူးဈေးကုန်တိုက်ကနေဝယ်ယူရတဲ့အရေးအတွက်တွေကနည်းသွားပါတယ်။ စကားမဆက်တရုတ်နိုင်ငံကတကားဖွင့်ဝါဒကိုကျင့်သုံးပြီးရဲ့နောက်ပိုင်းမှာဆိုရင်စီးပွားရေးလူမှုရေးတွေကတဖြည်းဖြည်းချင်းတိုးတက်လာခဲ့တယ်လို့မျိုးလမ်းမဆက်သွယ်ရေး၊ကုန်သွယ်ရေးတွေအပြင်ကိုကျေးလက်ဒေသရဲ့တိုးတက်လာတဲ့စိုက်ပျိုးရေးနည်းစနစ်တွေပြီးတော့စက်မှုမျိုးတော်တွေပေါ်ထွက်လာပြီးတော့မှအားကောင်းလာတဲ့ပြည်နယ်တွေနဲ့သူတို့ရဲ့နောက်ဆက်တွဲအခြေအနေစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှပြည့်ပြည့်စုံစုံလေးသိကျင်နေဆိုလို့ရှိရင်တော့ကျမတို့ရွှေနှုတ် app ထဲမှာရှိတဲ့ Country Driving ဆိုတဲ့အနည်းချုပ်စာအုပ်ထဲမှာသွားဖတ်ကြည့်လို့ရနေပါပြီ။ ဒီရှင်နို application ဆိုတာက နိုင်ငံတကာကကဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပေါင်းအချိန်မရွေးနေရာမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေလည်းပါဝင်လာကြမလို့စာဖတ်ဖို့အချိန်မရှိတဲ့သူတွေကအခုပဲ Play Store နဲ့ App Store တွေမှာ download ဆက်ပြီးတော့ဒီနေ့ကစပြီးတော့မှစာတွေဖတ်ဖို့အတွက်ကိုတိုက်တွန်းချင်ပါတယ်ရှင်ဆိုတော့ဗီဒီယိုလေးကိုပြန်ဆက်ရမယ်ဆိုရင်တရုတ်ပစ္စည်းတွေကိုဝယ်ယူမှုရော့နယ်သွားတာရဲ့အကျိုးဆက်အနေနဲ့ကတော့ ရုံမှာရှိတဲ့ကုန်တယ်တွေကလည်း TikTok ပေါ်မှာပောက်ကွဲထွက်လာပြီးတော့ဇင်ခံပစ္စည်းတွေကအစားမိဖို့အကြောင်းသုံးပစ္စည်းအစုံသူတို့စီမှာဈေးချွတ်ချွတ်နဲ့ရနိုင်ကြောင်းကိုအပြိုင်ဆိုင်တင်လာကြပါတော့တယ်။ကျမတို့နိုင်ငံကလည်းတရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက်ကြောင့်ဟိုးရင်ကာလာတွေကလည်းကတရုတ်ပစ္စည်းတွေကပေါ်တင်တမျိုးမှောင်ခိုတဘုံနှီးမျိုးစုံနဲ့နိုင်ငံတွေကိုစိတ်ဝင်လာခဲ့ရတော့တော်တော်လေးကြာပါပြီ။ ဒီလိုတရုတ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှအိမ်ကမိဘတွေအားစတရုတ်ဆက်ဆိုတရက်ဆုပ်လို့တောင်မှဟာတာနှောရတဲ့အထိကိုပစ္စည်း quality ညံတဲ့ပစ္စည်းတွေအများကြီးရှိနေပါတယ်။ဘာလို့ဒီလိုပြောရလဲဆိုတော့အဲ့ဒီပစ္စည်းတွေကိုပြင်ဆိုင်ကိုခဏခဏပို့ရတာမျိုးတွေရှိရယ်။ပြီးတော့အပိုပစ္စည်းတွေရဲ့ quality ကညံ့တာထုတ်ပုံးမှုမတည်တတာနဲ့အမြဲပြဿနာတက်ခဲကြရတာပါ။ဒီလိုမျိုးတရုတ်နိုင်ငံရဲ့ကုန်ထုတ်ဒေသတွေအကြောင်းကိုလေ့လာကြည့်တော့မှပဲသူတို့မှလည်းပစ္စည်းကောင်အလက်နဲ့အញ្ញမ်းဆိုပြီးတော့မှကွာခြားလာတာကိုသိလာရတာပါ။ အခုဆိုလို့ရှိရင်နိုင်ငံတော်ဖုန်းကအစ Redmi ဖြစ်သွားရလောက်ပေးရတဲ့ဈေးနဲ့တန်ပြီးတော့မှအရေးသွေးမနှိမ့်တဲ့ဖုန်းတွေကလည်းတရုတ်ကနေပြီးတော့မှ ထုတ်လာတာပါပဲမိတ်ဆွေတို့ကရောတရုတ်ထုတ်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေရှိရဆိုလို့ရှိရင်ကောင်းမွန်မှမျှဝေပေးသွားလို့ရပါတယ်ဆိုတော့ဒီဗီဒီယိုတွေကအကြောင်းအရာတွေကိုပြန်ပြီးတော့မှပြန်ချုပ်ရမယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံဆိုတာကကုန်ပစ္စည်းမျိုးစုံကိုဟိုးရင်ကလေးကနေပြီးတော့မှအတုတွေနဲ့ထုတ်လုပ်လာခဲ့ပြီးတော့တတချောင်းချီရဲ့ဈေးနှုန်းနဲ့ဝန်ထမ်းအောင် လုပ်ပေးခဲ့တာပါ ဒီလိုမျိုးအခြေအနေတွေကနေပြီးတော့မှပြည်내တစ်ခုချင်းစီအလိုက်ကိုစမှုထုတ်ကုန်အမျိုးမျိုးနဲ့တရုတ်ရဲ့စီးပွားရေးကကမ္ဘာအလဲမှာအကြီးဆုံးဖြစ်ခဲ့ရပါတယ်။အခုလက်ရှိအမေရိကန်နဲ့အခွန်စစ်ပွဲဖြစ်လာတဲ့နောက်မှာဆိုရင်တရုတ်ပြည်ရဲ့ကုန်ထုတ်လုပ်ငန်းတွေကိုရပ်ဆိုင်ထားရပြီးတော့ခေါင်းဆောင်တွေကြားထဲမှာသဘောတူညီမှုရဖို့တကမ္ဘာလုံးကမျှော်လင့်နေကြပါတယ်။ဆိုတော့အလौဒမားခါကျွမ်းကျင်အလौဒမားခင်မီဆက်ကရိယာတွေနဲ့အစိုးရရဲ့ထောက်ပံ့မှုတွေရထားတဲ့စမှုစုံတွေအကြောင်းကိုမိတ်ဆွေတို့သဘောပေါက်သွားလောက်မယ်လို့ထင်ပါတယ်။ ထရန့်တယောက်ကသူ့နိုင်ငံမှာကုန်ပစ္စည်းတွေပြန်ထုတ်ချင်ရုံတသက်နဲ့အခွန်ဥပဒေကိုထုတ်ခဲ့တာလားဒါမှမဟုတ်လို့ရှင်ရင်တကမ္ဘာလုံးရဲ့ကုန်ပစ္စည်းထုတ်လုပ်မှုကိုလဝက်ကြီးအုပ်လာနိုင်တဲ့တရုတ်ကိုပဲကြောက်လို့လားဆိုတော့ကျမတို့အရှေ့တောင်အာရှနိုင်ငံတွေအတွက်ရောဘယ်လိုမျိုးအကျိုးအမြတ်တွေပြီးတော့ဆုံးရှုံးမှုတွေဖြစ်လာနိုင်မလဲဆိုတာကိုကောမန့်မှာဝင်ရောက်ဆွေးနွေးသွားကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ရှင် ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖွင့်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။